တန်းကြံတွေကစားကွင်းတွေဆိုတာကပျော်ရွှင်စရာကောင်းတဲ့အပန်းဖြေစရာနေရာတွေဖြစ်ပါတယ်။ဒါပေမဲ့တချို့ပန်းကြံတွေနဲ့ကစားကွင်းတွေကတော့နှစ်ကာလကြာရှည်စွာဆုံးပစ်ထားတာကြောင့်စိတ်တစဆဆန်ခြောက်ခြားစရာနေရာတွေအဖြစ်အသွင်ပြောင်းလာခဲ့ပါတယ်။ဒီတစ်ခေါက်မှာတော့နာမည်ကြော်ကြားဆုံးနဲ့ထိတ်လန့်ခြောက်ခြားဖို့အကောင်းဆုံးဆုံးပစ်ခံပန်းကြံတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1 Oppo One Oppo One ဆိုတဲ့ကစားကွင်းကတော့ တောင်ကိုရီးယားနိုင်ငံကကျူးဆူတဲ့ကျုံးငယ်လေးပေါ်မှာတည်ရှိပါတယ်ဒီကစားကွင်းကတော့တရေကားရီတော်တော်များများထဲမှာလည်းပါဝင်တဲ့နေရာတစ်ခုဖြစ်ပြီးစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ဒီကစားကွင်းထဲကဘဲရုပ်ပုံစံနဲ့ရိုလာကိုစတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရိုလာကိုစတာကြောင့်လူတွေတည်ဆုံခဲ့ရဘူးလို့ပါ1990ခုနှစ်မှာဒီရိုလာကိုစတာကြောင့်လူတယောက်အသက်ဆုံးရှုံးခဲ့ရပေမဲ့ကစားကွင်းပိုင်ရှင်ကတော့ဘလူတာဝန် ယူမှုမျိုးတောင်းပန်မှုမျိုးမှမရှိခဲ့ဘဲလိုလာကိုစတာကိုဆက်ပြီးဖွင့်လှစ်ထားခဲ့ပါတယ်။အဲဒီနောက်1996ခုနှစ်မှာတော့လိုလာကိုစတာတွဲတွဲဟာအရှိန်မြင့်မြင့်သွားနေရာကနေလမ်းချော်ပြုတ်ကျသွားခဲ့ပြီးမိန်းကလေးတယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီနောက်မှာတော့ကစားကွင်းပိုင်ရှင်ကထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးကစားကွင်းကိုလည်းယနေ့တိုင်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ နံပါတ်1 Joyland နောက်ထပ်6ချားဖို့အကောင်းဆုံးကစားကွင်းတစ်ခုကတော့ American ပြည်အောင်စု Kansas ပြည်နယ်မှာရှိတဲ့ Joyland ပဲဖြစ်ပါတယ်။လှပတဲ့ခေတ်ဟောင်းပုံစံအပြင်ဆင်တွေနဲ့ Joyland ဟာတစ်ချိန်က Kansas ပြည်နယ်မှာရှိတဲ့ကစားကွင်းတွေထဲမှာအကြီးဆုံးအပန်းဖြေကစားကွင်းကြီးတစ်ခုဖြစ်ခဲ့ပြီးလာရောက်လည်ပတ်သူတွေနဲ့စီကားလာတဲ့နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့55နှစ်လောက်ခွင့်လှစ်လာခဲ့တဲ့ဒီပန်းဖြေကစားခွင့်ဟာ2004ခုနှစ်မှာတော့ငွေကြေးအခက်အခဲတွေကြောင့်ပိတ်လိုက်ရပါတယ်။အဲ့ဒီအချိန်ကစပြီးကစားခွင့်ကြီးဟာထိမ့်သိမ့်ပြုပြင်မဲ့သူတွေမရှိတော့ဘဲတစတစယိုယွင်းလာခဲ့ပါတယ်။ကစားခွင့်ရဲ့တချို့နေရာတွေဆိုရင် လူရန်ကားတချို့ရဲ့မိရှုဖြစ်စီမှုကိုခံခဲ့ရပြီးခြောက်ခြားပွေကောင်းတဲ့နေရာတစ်ခုအဖြစ်ကျန်ရှိနေခဲ့ပါတော့လေ။ နံပါတ်3 Jungle Habitat Jungle Habitat ကတော့ New Jersey ပြည်နယ်မှာရှိတဲ့ Warner Bros ကုမ္ပဏီပိုင်ပန်းချက်တစ်ခုဖြစ်ပါတယ်1992နှစ်ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တဲ့ဒီပန်းချက်ဟာလာရောက်လည်ပတ်သူတွေအနေနဲ့တောရိုက်တိရစ္ဆာန်တွေကိုတဘာဝအတိုင်းလေးလာနိုင်အောင်ဖန်တီးပေးထားတာကြောင့် Safari ဥယျာဉ်နဲ့ဆင်တူပါတယ်ဒါပေမဲ့လည်းဖွင့်လှစ်ပြီးလေနှစ်အကြာ1996မှာတော့ပြဿနာတွေကစတင်လာပါတော့တယ် အနီးရများတဲ့တိရစ္ဆာန်တွေပန်းချံတွေကထွက်ပြေးမှုလာရောက်လည်ပတ်သူတွေကိုဒဏ်ရာရအောင်ပြုလုပ်မှုတိရစ္ဆာန်တွေကူးဆက်ရောဂါဖြစ်ပွားမှုစတာတွေကြောင့်ပန်းချံကိုပိတ်ပစ်ခဲ့ရပါတယ်ပန်းချံပိတ်ပြီးနောက်မှာတော့နေရာတော်များများကပျက်စီးသွားခဲ့ပြီးနောက်ပိုင်းမှာတောင့်တချင်းစပေးစီးချင်းတွေပြုလုပ်နိုင်မှုပြန်လည်ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့လွတ်မြောက်နေတဲ့တာရဲတိရစ္ဆာန်ချို့ကတော့အဲ့ဒီနေရာတွေမှာပေါင်းအောင်ချက်စားနေကြသေးတယ်ဆိုတဲ့သတင်းတွေကြောင့် တော်ယုံလူတွေကတော့မတော်ဝင်ကြပါဘူးနံပါတ်6 Flags New Orleans ဒီနေရာကိုတော့စတင်ဖွင့်ခဲ့တဲ့2000ခုနှစ်လောက်တုန်းက Jazz Land လို့ခေါ်ခဲ့ကြပါတယ်2000ခုနှစ်မှာတော့ Six Flags Company ကဒီဘန်းချံကိုလွှဲပြောင်းဝယ်ယူခဲ့ပြီး Batman The Ride လိုမျိုးနာမည်ကျော်ကစားစရာတွေကိုထည့်သွင်းခဲ့ပါတယ် ရေကစားကွင်းကိုထပ်မံထည့်ဖို့လုပ်နေတော့မှာပဲ2005ခုနှစ်မှာ Pelican မုန်တိုင်းခေတ်ထရန်ယာဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ပန်းချံကိုအပိသက်ပိတ်သိမ်းလိုက်ပါတယ်ဒီနေရာကိုဈေးဝယ်စင်တာတစ်ခုအဖြစ်ပြန်လည်တည်ဆောက်မယ်လို့ပြောနေကြပေမဲ့အခုထိတော့စွန့်ပစ်ခံနေရတခုဖြစ်နေပြီးခြောက်ခြားဖို့ကောင်းနေပါသေးတယ်။နံပါတ်5 Heritage User ဒီနေရာကိုတော့ Jim Baker နဲ့သူ့ရဲ့ဇနီးဟောင်း Tammy Faye Baker Master တို့ကပိုင်ဆိုင်ပြီး 1989ကနေ1989ခုနှစ်အထိဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။တောင်ကယ်ရိုလိုင်းနာပြည်နယ်ဖို့မေးမှာတည်ရှိတဲ့ဒီအပန်းဖြစ်ဥယျာဉ်ဟာမြေကပေါင်း23000လောက်ကျယ်ဝန်းပါတယ်။အစပိုင်းမှာတစ်နှစ်ကိုအမေရိကန်ဒေါ်လာ126တန်းလောက်ရရှိတဲ့အထိဒီပန်းချံကဝင်ငွေကောင်းခဲ့ပါတယ်။ဒါဟာနာမည်ကျော် Disneyland Walt Disney World တို့ရဲ့ဝင်ငွေနဲ့တောင်တူညီတဲ့ပမာဏတရက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲ 1989ခုနှစ်စက်တင်ဘာလကတိုက်ခတ်ခဲ့တဲ့ Hurricane ဟုတ်ကကြောင့်တန်းကြံတစ်ခုလုံးစီးစီးညံ့ညံ့ကြည်ပြီးအပီးပိတ်ပစ်ခဲ့ရပါတယ်။နံပါတ်6 Private Amusement Park နောက်ဆုံးဖော်ပြပေးမယ့်နေရာကတော့ကြောက်စရာအကောင်းဆုံးနဲ့အနည်းငယ်အများဆုံးနေရာလို့ဆိုနိုင်တဲ့ Ukraine နိုင်ငံက Private Amusement Park ဖြစ်ပါတယ်။ ဧပြီလ29ရက်နေ့1986ကဒီပန်းချံကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပန်းချံဖွင့်လှစ်ပြီးနိုင်ပိုင်းကြာမှာပဲကဘာကျော်ချန်နိုဘယ်နျူကလ িয়ার ကဆူကြီးကြောင့်မြို့နေလူထုအားလုံးကိုအစိုးရကတိမျိုးကနေရွှေ့ပြောင်းမှုစီစဉ်ခဲ့ပါတယ်။ဒီပန်းချံရဲ့နေရာတော်တော်များများမှာအခုထိတိုင်အောင်ရေဒီယိုတက်တိကြောင်းမှုတော့ဒီကမြန်မာလျက်ရှိတယ်လို့သိရပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်တက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်။